coronary artery disease is probably ကျမတို့ညီမလူမျိုးတွေထဲမှာဆီယမဆီလာရောက်ကြပြီဆိုရင်နှလုံးသွေးကြောချင်းယောဂါကိုအများစုပါတွေ့ရပါတယ် TPS is a new modality in the TPS ဆိုတော့အခုဒီနောက်မှာလက်ရှိပေါ်တဲ့နည်းပညာအသစ်ပေါ့နော်ဘယ်စိတ်ဆရာလိုတဲ့နည်းပညာမဟုတ်ဘူးပေါ့နော်ဘယ်စိတ်ဆရာမလိုပါဘူးသူကဒီအုံနောက်ကိုဒီအတန်လိုင်းလေးနဲ့ပေါ့နော်လှုပ်ဆော်ခြင်းအားဖြင့်ဒီအုံနောက်ကိုသွားသွေးကြောလေးတွေကိုပို့ပြီးတော့ circulation တွေပိုကောင်းအောင်လှုပ်ခြင်းအားဖြင့်အုံနောက်ရဲ့မှတ်ညံတွေတိုးတက်အောင်လုပ်တဲ့နည်းပညာဖြစ်ပါတယ် Serena of we have many be served ခုဆိုရင်ဒီ democracy ကိုကြည့်မှာဆိုရင်တော့ကုသမှုပေါ့နော်ခင်မီစမ်းသစ်တဲ့နိပညာအသစ်အစ်တွေအများကြီးပေါ်နေပြီဖြစ်တဲ့အတွက်ကိုကအဲရောဂါလက္ခဏာတွေရှိတယ်အဲဒီနာတာရှိရောဂါတွေခံစားနေရဆိုလို့ရှိရင်လည်းမစိုးရိမ်ပါနဲ့မကြောက်ပါနဲ့ဆရာတို့ရှိလို့လာပြီးတော့အကောင်းဆုံးကုသမှုတွေခံယူလို့ရပါတယ် ိတ်တွေကတော့လူသားများအတွက်ကာကွယ်စောင့်ရှောက်ခြင်းလို့ခေါ်ပါရခင်ဗျာဒါဟာကျွန်တော်တို့နာမည်တခုတည်းမဟုတ်ဘဲနဲ့လူသားတိုင်းအတွက်အကျမ်းမကြီးစောင့်ရှောက်မှုကိုစဉ်ဆက်မပြတ်တင်ပေးနေတာပဲဖြစ်ပါတယ် So today I would like to give you an overview of who we are Hello, my name is Dr. Manasavi, cardiologist at Bumrungrad Hospital. ဆရာမကတော့ဘုံဘုံဂရက်ဆေးရုံကြီးမှာနှလုံးရောဂါအထုကူဆရာဝန်အဖြစ်တာဝန်ထမ်းရွက်ပါတယ်။ဆရာမအထူးပြုတဲ့ဘာသာရပ်တွေကတော့နှလုံးပြင်းထန်ရောဂါအားနည်း တဲ့ယောဂအပြင်နှလုံးနဲ့ယောဂနဲ့ပတ်သက်လို့အဆင်မြင့်ပုံရိပ်ဖော်ပြီးတော့ယောဂရှင်ဖြူစမ်းသပ်တဲ့နေရာမှာလည်းဆရာမကအထူးပြုပါတယ် All right I'm Dr. Anurag I'm ဆရာကတော့နာမည်က Dr. Anurag ဖြစ်ပါတယ်ဒီ Democrat International မှာကုန်းနောက်အယောဂဆိုင်ရာနဲ့ကာကွယ်ရေးအဲဘိုင်းဆိုင်ရာဒီရေစင်တာမှာတာဝန်ထမ်းဆောင်နေရမှာဖြစ်ပါတယ် Has anyone heard about transcranial positive relation before? GPS is a new modality in the world. GPS ဆိုတာကတော့အခုဒီနောက်မှာလက်ရှိပေါ်တဲ့ဒီပညာသစ်ပေါ့နော် Alzheimer disease ဆိုခေါ်တဲ့ဒီအသက်ကြီးလိုမှတ်ဉာဏ်ရဲ့ ချိုရွေးတဲ့ယောဂမျိုးတွေနောက်ပြီးကျပက်ကင်ဆန်ဆိုတာကတော့လက်တစ်ချောင်းတွေတုံးတဲ့ယောဂပေါ့နော်အဲ့ဒါမျိုးတွေမှာနောက်ဆုံးပေါ်အဲဒီတွေ့ရှိထားတဲ့ကုသရေးနည်းလမ်းတစ်ခုဖြစ်ပါတယ် is a non invasive treatment uh to stimulate the brain that TPS ဆိုတော့ဒါခွဲစိတ်ဆရာလိုတဲ့အနည်းငယ်မဟုတ်ဘူးပေါ့နော်ခွဲစိတ်ဆရာမလိုပါဘူးသူကဒီအုံနောက်ကိုဒီအတန်လိုင်းလေးနဲ့ပေါ့နော်လှုပ်ဆော်ခြင်းအားဖြင့်ဒီအုံနောက်ကိုသွားသွေးကြောလေးတွေကိုပို့ပြီးတော့ circulation တွေပိုကောင်းအောင်လှုပ်ရှင်းအားဖြင့်အုံနောက်ရဲ့မှတ်ဉာဏ်တွေတိုးတက်အောင်လုပ်တဲ့နည်းငယ်ဖြစ်ပါတယ် so dr pirovich charubong vanich i finished my medical school in thailand မင်္ဂလာပါဆရာကတော့ progress ceo က dr pirovich ဖြစ်ပါတယ်ဆရာကတော့ thailand ကနေပြီးတော့စီးပညာပွဲရခဲ့ပြီးတော့ us မှာပေါ့နော်စာရင်ဦးလမ်းကြောင်းအထူးပြုဘာသာရပ်ကို9နှစ်သင်ကြားခဲ့တယ်ပြီးတော့ us မှာပဲ2နှစ်လောက်လုပ်လို့ပြီးတော့မှဒီ thailand ဘက်ကိုဆရာကပြန်ရောက်လာတာပေါ့နော်အခုလက်ရှိကတော့ဆရာက progress ceo ကြီးမှာလုပ်ကိုင်နေရရှိပါတယ် imagine is our uh, our master's thesis master's thesis ညာဘက်ချမ်းမှာဆိုလို့ရှိရင်လည်းအာထာဆောင်နဲ့ရိုက်ထားတဲ့အလုံးချိန်ပေါ့နော်။အော်ဆရာတို့ကြီးမှာဆိုလို့ရှိရင်အာထာဆောင်ကအစအစစ်မြေကြီးတာတုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုံးချိန်ဆိုလို့ရှိရင်လည်းတင်းတင်းရှာရှာပို့ပြီးတော့မြင်နိုင်တယ်ပေါ့နော်။ Yeah as I spend 9 years ဆရာကပြောရမယ်ဆိုလို့ရှိရင်နိုင်ငံခြားမှာပေါ့နော် US မှာ9နှစ်လောက်အလုံးလုပ်ကြခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ US ကနေပညာအတိုင်းပဲလူနာတွေကို Barongrad ထိုင်းနိုင်ငံမှာရှိတဲ့ Barongrad စီယုံမှာဒီနေပညာကိုပဲအသုံးပြုပြီးတော့လူနာတွေကို ဒီယောဂရှာဖွေတဲ့နေရာမှာရောကုသတဲ့နေရာမှာရောထိရောက်ဆုံးဖြစ်အောင်ဟိုကုသမှုပေးလျက်ရှိပါတယ်ပေါ့နော်နိုင်ငံတကာအဆင့်မီဘာပုံရက်စေယုံရကပအဆင့်မီစက်မရေးဆောက်ရှောက်ကုသမှုတွေနဲ့လူနာအထက်ကဥစားပေးဝန်ဆောင်မှုတွေကြောင့်နာမည်ကြီးတဲ့ ထိုင်းနိုင်ငံရဲ့ပထမတန်းဆိုင် Take the Stage လို့တခုဖြစ်ပါတယ်။ဘမူဂရက်ဆေးရုံကြီးအရဆိုရင်တော့ကျွန်တော်တို့လူနာတွေနေမကောင်းဖြစ်လာလို့ရှိရင်ကုသမှုကိုအဓိကပေးတဲ့ဆေးရုံဖြစ်ပါတယ်။ Vital Life ကတော့လူနာတွေနေမကောင်းဖြစ်ခင်ကျွန်တော်တို့အကောင်းဆုံးဘယ်လိုမျိုးနေထိုင်စားသောက်ရမလဲ။နေမကောင်းမဖြစ်အောင်ဘယ်လိုနေမလဲပေါ့နော်။အဲ့ဒါကိုအဓိကတင်ပြပေးတဲ့ Center ဖြစ်ပါတယ်ခင်ဗျာ။ Vital Life ကကျွန်တော်တို့ဘမူဂရက်ဆေးရုံကြီးရဲ့လက်ခွဲဌာနခွဲတစ်ခုဖြစ်ပါတယ်။သူကအဓိကတော့ကျွန်တော်တို့သက်ရှိကျန်းမာဖို့အတွက်ကိုကျွန်တော်တို့ပေးတဲ့ Center ဖြစ်ပါတယ်ခင်ဗျာ။ဆိုတော့ Vital Life ပါဆို င်လည်းကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာယက်တိလာတာကအခုဆိုရင်25နှစ်တိုင်ခဲ့ပါပြီဆိုတော့ကျွန်တော်တို့အဓိကတော့ယောဂမဖြစ်သေးတဲ့လူတွေအနေနဲ့လည်းယောဂမဖြစ်အောင်ပို့ပြီးတော့ကျန်းမာအောင်ဘယ်လိုမျိုးနေထိုင်စားသောက်ရမယ်ဆိုတာကိုအဓိကကူတာပေးတဲ့စင်တာလည်းဖြစ်ပါတယ်ခင်ဗျာ vital life ကတော့ကျွန်တော်တို့အာယောဂမဖြစ်သေးတဲ့လူတွေအတွက်အကောင်းဆုံးဘယ်လိုမျိုးစားသဝရမလဲကျွန်တော်တို့ဘယ်လိုမျိုးနေထိုင်ရမလဲပြီးတော့အဓိကကတော့ကျွန်တော်တို့ကျန်းမာတဲ့အာအသက်တာကိုဘယ်လိုမျိုးအရှိဆုံးကျွန်တော်တို့နေထိုင်နိုင်မလဲဆိုတဲ့ဟာကိုစောင့်ရှောက်ပေးတဲ့ဌာနကြီးဖြစ်ပါတယ်အဲ့ဒါကြောင့်လေဟိုနေမကောင်းမဖြစ်သေးတဲ့လူတွေကျွန်တော်တို့ကျန်းမာခြင်းကိုအကြ ాయి လိုချင်တဲ့လူတွေအတွက်လည်းအသင့်တော်ဆုံးဖြစ်တယ်လို့ကျွန်တော်ဒီမှာနေပြောပြချင်ပါတယ် coronary artery disease is probably တခြားခြားသောနိုင်ငံတွေမှာတွေ့ရတတ်တဲ့ယောဂတွေလိုပဲကျမတို့ညီမလူမျိုးတွေထဲမှာဆ iam မစီလာရောက်ကြပြီဆိုရင်နှလုံးသွေးကြောခြင်းယောဂကိုအများစုကတွေ့ရပါတယ်အဓိကဖြစ်စေတဲ့အကြောင်းရင်းကတော့သွေးတိုးခြင်း cholesterol တက်ခြင်းဒီစီးကျိုးယောဂအပြင်ဆေးလေးတောက်တဲ့ຢာတွေကဒီယောဂကိုအဓိကဖြစ်စေတဲ့အကြောင်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမျိုးတွေကလည်းညီမလူမျိုးတွေမှာအဖြစ်များတဲ့အတွက်ဒီယောဂကိုတွေ့ရတာဖြစ်ပါတယ် So at Bumrungrad Heart Institute we cover full range of ကျမတို့ရဲ့နှလုံးရောဂါဌာနမှာတော့နှလုံးရောဂါနဲ့ပတ်သက်ပြီးတော့များစွာသောဌာနခွဲတွေအများကြီးရှိနေပါတယ်။ခုနကဆရာမပြောထားတဲ့အတိုင်းပဲကာကွယ်ခြင်းမလားဒါမှမဟုတ်ဘူးဆိုရင်မွေးရပါနှလုံးရောဂါတွေလားဒါမှမဟုတ်ဘူးဆိုရင်ရိုးရိုးဗီဇာနှလုံးရောဂါဆိုင်ရာကုသခြင်းတွေလားနှလုံးလျက်စီးကြောယောဂါဌာနဆိုင်ရာတွေလားပြင်းထန်နှလုံးရောဂါကုသခြင်းတွေလားပြီးတော့နှလုံးရင်ကောင်းခွဲစိတ်ခြင်းတွေလားထို့ကဲ့သို့သောဌာနပေါင်းများစွာနဲ့ဆရာမတို့ နှလုံးယောဂဌာနမှာဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။ I hope that all the attendees uh will will reshape themselves after the Yeah, ဒီနေ့ဒီ uh help dot ပြီးရခါမှာပေါ့နော်။ဆရာတို့ပေးလိုက်တဲ့ information ကိုအကြီးကြီးအဖြစ်ကိုကိုယ်တိုင်လည်းဘယ်လိုမျိုးကျမ်းမာအောင်လို့နေထိုင်ကျင့်သုံးရမလဲဆိုရယ်နီးလန်းနေသိရှိသွားပြီ။သိရှိရတိုင်းလည်းဒီကိုကစမ်းစစ်လို့ရတယ်ပေါ့နော်။ကိုကဘယ်လိုမျိုးအခြေအနေရှိလဲဘယ်လိုမျိုးယောဂတက္ကနာရှိလဲဆိုတော့သိရှိပြီဆိုလို့ရှင်တော့ဆရာတို့ကတော့အကောင်းဆုံး treatment တွေပေးဖို့အစီအစဉ်သိရှိပါတယ်။ So for the GI symptom ဒူတော်တော်များတော့ပေါ့နော်ဒီတိုင်းဘိုင်းနာရဲဆိုလို့ရှိရင်လေးပွားရဲဒီအဆိုင်နာရဲဆိုပြီးဒီတိုင်းပဲပေါ့ပေါ့လေးနေတတ်ကြရဲပေါ့နော်ဒါပေမဲ့ဒီဘိုက်အောက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဝမ်းသွားတဲ့ခါသွေးစားတွေ့တာပဲဖြစ်ဖြစ်ပေါ့နော်လက္ခဏာတစ်ခုခုတွေ့ပြီးဆိုလို့ရှိရင်မပေါ့ဆပဲနဲ့ဟိုသက်ဆိုင်ရာဆရာဝန်နဲ့ပေါ့နော်အဲကုသမှုကိုထိရောက်ဆုံးခံယူသင့်ပါတယ်လို့ဆရာကတော့အကြံပေးချင်ပါတယ် So right now we have many researchers. We have uh, the new developed uh, development uh, technology. ဆိုရင်ဒီမမဂရက်စီယုံကြည်မှာဆိုရင်တော့ကုသမှုပေါ့နော်ခင်မီစမ်းသစ်တဲ့ဤပညာအသစ်အသစ်တွေအများကြီးပေါ်နေပြီဖြစ်တဲ့အတွက်ကိုကအဲရောဂါလက္ခဏာတွေရှိတယ်အဲဒီနာတာရှိရောဂါတွေခံစားနေရဆိုလို့ရှိရင်လည်းမစိုးရိမ်ပါနဲ့မကြောက်ပါနဲ့ဆရာတို့ရှိကိုလာပြီးတော့အကောင်းဆုံးကုသမှုတွေခံယူလို့ရပါတယ် mainly would would raise the awareness of of uh cardiac disease like coronary uh, health care like cardiac ဒီကကတော့နှလုံးကျမရင်းနဲ့ပတ်သက်လို့ရှိရင်အရေးကြီးဆုံးကဒီကာကွယ်ခြင်းပဲဖြစ်ပါတယ်ကာကွယ်ခြင်းကအဓိကကြတဲ့နေရာမှာပါပါတယ်အဲ့တော့လူတူးဆုံးတယောက်စင်စီကသူတို့ရဲ့ဘဝဖြစ်တည်မှုနေ့တိုင်းနေ့တိုင်းလဲပတ်တဲ့အခါမှာသူ့ရဲ့ဟိုကျန်းမာရေးဘဝကို တိဆောက်ပေးမယ်ပြီးတော့ကာကွယ်မယ်အဲထိရောက်တဲ့လိုအပ်တဲ့စစ်ဆေးမှုတွေကိုပြုလုပ်နေမယ်ပြီးတဲ့အခါမှာ တခုခုယောဂတွင်းလို့ရှိရင်လည်းအချိန်မီဒီအရာကိုအရင်တည်းယူနဲ့ဂယူဆိုင်ပြီးတော့ကောက်ွယ်သွားမယ်ကုသသွားမယ်ဆိုလို့ရှိရင်လည်းပဲအဲသူ့အတွက်နှလုံးကျန်းမာတဲ့နှလုံးတစ်ခုပိုင်ဆိုင်ရမှာဖြစ်ပါတယ်လို့ဆရာမအနေနဲ့အကြံပေးချင်ပါတယ်ကောက်ွယ်ခြင်းကကုသခြင်းထက်ပိုပြီးကောင်းတာနော်တက်ရှိကျန်းမာလှပတဲ့ဘဝကိုဘောင်ဘွန်ဂရက်နဲ့ရှောင်းလန်းလိုက်တော့နော်